တာချီလေးမြို့၌ကပပတ်ဝင်းကျင်ထိန်သိမ်းရေးနှင့်ထိမ်းမက်ကျူစိုက်စာကုန်းပကြီကာတွန်းပြိုင်ပွဲများကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်၂၀၂၅ခုနှစ်ဇွန်လ၅ရက်နေ့တွင်ကြာရောက်မည်ကပပတ်ဝင်းကျင်ထိန်သိမ်းရေးနှင့်ထိမ်းမက်ကျူစိုက်စာကုန်းပကြီကာတွန်းပြိုင်ပွဲများကိုရှမ်းပြည်နယ်ရှိပိုင်းတာချီလေးမြို့အခြေခံပညာအထက်တန်းကျောင်းတာချီလေး၌ယနေ့နေ့9နာရီကကျင်းပပြုလုပ်ခဲ့ပါတယ်ပြိုင်ပွဲကိုကဘာတဝင်းပလတ်စတစ်ညင်နွမ်းမှုအဆုံးသက်ရေး စုပေါင်းအဖြစ်ဆောင်ရွက်ပေးကောင်းစဉ်ဖြင့်ကျင်းပရာအခြေခံပညာအဆင့်ကျောင်းသားကျောင်းသူစာရေးစာကုန်းပြိုင်ပွဲဝင်10ဦးပကြီးပြိုင်ပွဲဝင်10ဦးကာတွန်းပြိုင်ပွဲဝင်9ဦးစုစုပေါင်းကျောင်းသားကျောင်းသူ25ဦးဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးစုရရှိသူများကို2025ခုနှစ်ဇွန်လ9ရက်နေ့တွင်ကြာရောက်မည်ကပ္ပဘဝင်ကျင်ထိန်းသိရေးနှင့်ထိမ့်မှတ်ခန်းသားတွင်စုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါသည်အဆိုပါပြိုင်ပွဲသို့ကျောင်းသားကျောင်းသူများပါဝင်ရှင်ပြိုင်နေမှုများကို KIC မှအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဝေသုံး KIC ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးလွန်မိုးထက်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလှည့်လည်ကြီးစုအားပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။